ကဲသူတို့လေးတွေထွက်လာပြီနော်အပဒူကြီးလဲဆိုရင် Samaritans Pass အဖွဲ့ဖြစ်ပါတယ်အာသူတို့ဟာယနေ့ဒီဆရာကြီး Franklin Graham ရဲ့ team တွေဖြစ်ပါတယ်ကျွန်တော်ဒီနေ့နဲ့လေးကတင်ထားတဲ့ video clip ကြည့်ကြည့်မိတဲ့သူတွေကြတော့သိကြမှာပေါ့နော်သူတို့ရင်းနဲ့အာတင်ပြထားတာတွေ့ရပါတယ်အဲ့တော့သူတို့ဒီ Samaritan Pass ရဲ့ Facebook page မှာသူတို့ကြေညာထားတာပါလေဆိုရင်သူတို့ထွက်လာပြီလို့ပြောပါတယ် အဲ့တော့ဆက်လက်ပြီးတော့ဆူတောင်းပေးကြပါတဲ့အထူးသဖြင့်ဒီမြန်လင်းတန်ကျောက်ပြိမိနေတဲ့သူများအတွက်လည်းဆူတောင်းပေးကြပါဆိုပြီးတော့သူတို့ကအာဖိတ်ခေါ်ထားတာတွေ့ရတယ်ပြီးတော့သူတို့ရဲ့ page ကိုလည်းအာတွားရောက်ပြီးတော့လေ့လာလုပ်ရတယ်ဆိုတဲ့အကြောင်းဖိတ်ခေါ်ထားတာတွေ့ရပါတယ်အဲ့တော့သူတို့ရဲ့ page link ကိုကျွန်တော်အောက်မှာချရေးထားပေးပါမယ်အဲ့တော့ video clip ကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင် Hi I'm Melanie Webb from America Field Hospital is going to go to Myanmar to serve the victims of the earthquake. ောပြီကျွန်တော်တို့ဗီဒီယိုကလစ်ပဲကြည့်ပြီးပြီဆိုတော့အာရမယ်ကျေးဇူးတင်ပါတယ်ဝန်တာရပါတယ်တကယ်ပဲယင်းထက်ရနဲ့လက်လက်လေးလေးချိုးဆိုပါတယ်ဘာကြောင့်လဲဆိုကျွန်တော်တို့မြန်မာနိုင်ငံကဆော့ဆော့အရာရာမှာအမပြည့်မစုံဖြစ်နေတဲ့ကာလဖြစ်ပါတယ်အခုလိုလာရောက်ကိုင်ရပေးတဲ့ဒီ Smartisan Boss အဖွဲ့ကိုလည်းအင်မတန်မှကျေးဇူးတင်ပါတယ်အဲ့တော့သူတို့အတွက်လည်းကျွန်တော်တို့အမြဲတမ်းဆုတောင်းပေးကြရအောင်သူတို့တွေလှုပ်ဆောင်တဲ့အခါမှာအမာရင်ကင်းပြီးတော့ဘေးအန္တရာယ်ကင်းဝေးဖို့ရန်တော့ပေါ့နော် အာသူတို့ကိုဒီဘုံကိနမန်တွေတချက်ကိုကပေးဖို့ပြီးတော့ဉာဏ်ပညာကိုလည်းရရှိအကောင်းမဆုံးလှုပ်ဆောင်နိုင်ဖို့ဒီနေ့သူတို့တင်းအဖွဲ့တွေကိုကျွန်တော်အထူးပြင်းတဲ့ခရိယန်တွေစုတောင်းပေးဖို့လိုအပ်ပါတယ်အဲ့တော့အမှားအယွင်းဖြစ်သွားရင်လည်းမကောင်းပါဘူးအဲ့တော့ဒီနေ့သူတို့အနေနဲ့လှုပ်ဆောင်တဲ့အခါမှာအခက်ခဲတဲ့အများကြီးကြုံတွေ့နိုင်ပါတယ်အကြောင်းလဲကျွန်တော်မြန်မာနိုင်ငံမှာပြည်စုံမှုတွေဘာမှမရှိအာအရန်ခက်ခဲနေတော့ကာလဖြတ်ပါတယ်ရေမီအားလုံးခက်ခဲနေတဲ့အချိန် နေရာဒေတာလည်းဖြတ်တဲ့အခါမှာဒီနေ့သူတို့နည်းနည်းလှုပ်ဆောင်ရတာတည်းအများကြီးခက်ခဲရှိနေပါတယ်ဒါပေမဲ့လည်းသူတို့နည်းနည်းဟာအများကြီးအာလိုအပ်တဲ့ပစ္စည်းကရိယာတွေပါလာမယ်ဆိုတာယုံကြည်ပါတယ်သူတို့ကိုယ်တိုင်လည်းပြောထားပြီးတော့လိုအပ်တဲ့အရာတွေအားလုံးပါလာမယ်လိုအပ်ရင်လေရင်နဲ့ထပ်ဖို့ပြီးမယ်လိုအပ်တဲ့ပစ္စည်းကရိယာတွေနော်ဒီကေစီရဲ့လိုအပ်တဲ့အရာတွေအားလုံးသူတို့တာဝန်ယူလှုပ်ဆောင်သွားမယ်ဆိုတော့သူတို့ကြေညာထားပါတယ်အဲ့တော့အာဒီ Smartan Post ဖွဲ့ဖို့သူပဲကျေးဇူးတင်ပါတယ်လို့အားလုံးဆက်လက်ပြီးတော့ဆုတောင်းပေးကြရအောင်